ဟုတ်ဦးကြတာတော်တော်ဆိုးတယ်ဒီကားတွေကရှိတယ်အကျော်တွေကအကုန်ပြီးတော့ तू ကမတက်ရလို့မရတော့စောင်းရကြည့်ဖြစ်သွားဒီလိုစောင်းပြီးတော့ဦးနေလည်းမရဘူးဂျပန်မှာနေတဲ့ဟန်ဆန်မိုးဝင်ကအဲ့ညာရင်းချင်းပစံသုံးသိပို့လိုက်လို့ဈေးဝင်သွားလို့ရတယ်နေဝင်သွားလို့မရဘူးအဲ့ဒါကလေးပေးလို့အဲ့ဒီမဆေးုံသွားလို့ရတာစီကန်းသွားလို့ရနေမို့ဆိုရင်ဘာမှ တပြားမှလည်းမရှိဘဲနဲ့ပါဒုက္ခရောက်မှာသွားတော့ကတော့ဘယ်မှာသွားတော့ကတော့ခွဲမယ်စိတ်ထဲမှာဆရာဝန်ကြီးနဲ့ထိတ်တဲ့လူဆရာဝန်ကြီးကခွဲလို့ရတယ်ဆိုရင်ဘာခွဲလိုက်မှာတကားလေ तू ကပြောတဲ့စကားခွဲရင်လည်းစိတ်မချဘူးခွဲရင်စိတ်မချဘူးဆိုတော့ကမခွဲတော့ဘူးဒါအိုအိုရာကတော့အသက်ရွယ်နေ80ဆိုအိုကြီးလေအင်းအိုးလေးရင်မှာဆွဲပြီးတော့အနေတယ်ဗျာအနေတယ် ကျမ်းပါကြီးကတော့သွေးတူးလေးပဲရှိတာလေသွေးတူးလေးပဲရှိတော့ဒီအခုဖြစ်တဲ့ဥစားလူတွေကခုနပြောလို့ဟိုသပင်းရလဲဖုံးဆက်တယ်လေဒီလူရှင်တော့ဆေးဝင်လဲဖုံးဆက်တယ်လူရှင်တော့အုပ်စုတွေရလဲဟိုဟာပြီးတော့ဆေးဝင်လာကြတယ်လာကြတယ်ဆိုတာမလာနဲ့တော့ ဈေးဟိုတက်မှုခွဲမှုဆိုပြန်ပြောလိုက်စီဒါမင်းလည်းကုဏပြောလို့ကျမ်းမကြီးကလူပင်ကိုကျမ်းမရကောင်းတယ်ပင်ကိုကျမ်းမရကောင်းတယ်ကောင်းတယ်ဆိုသွေးလို့ပဲရှိသွေးလို့ရှိတယ်ဆရာဝန်ညွန်ကြားတဲ့ဈေးနှလုံးမတောက်တာမနှမိုးလင်းတစ်ခုစားပြီးတာနဲ့တောက်တောက်ချရတယ်ဒါပဲအဲ့ဒါပဲတောက်ရတယ်ကျန်တဲ့ဘာမှမရှိဘူးမဖြစ်တာကြားတယ်ဟုတ်ပြီ45နှစ်ကတခါဖြစ်လို့ဟိုရမဲသိန်းဖျားပွဲမှာကတော့အဲ့လိုဖြစ်တာဖြစ်တော့ ဲ့တော့တော့45နှစ်ဆိုတာငယ်သေးတယ်လေအားကောင်းတဲ့အချိန်ဆိုတော့အဲပွဲကနေဖျားပွဲကနေနဲ့အဲ့လိုဖြစ်လို့ဆရာဝန်သွားတာဆရာဝန်သွားဆရာဝန်ကနေဟိုဘာလို့ဆေးတလုံးထိုးပြီးတော့ဈေးတိုက်တော့ပြန်တက်သွားတယ်အဲပြီးခဲ့တဲ့နှစ်နှစ်ကျော်တော့တခါကြသူကကြတာတော်ဆိုးတယ်ဒီခါရဲရှိတဲ့အကျော်တွေကအကုန်ပြီးတော့ तू ကမတက်ရလို့မရတော့ဘူးစောင်းရကြီးဖြစ်သွားဒီလိုစောင်းပြီးတော့ဦးနေလည်းမရဘူးတဲ့ကုန်းကုန်းပြီးတော့အဲ့ဒါမနေနိုင်လို့ဒီမှာ20နှစ်နိုင် ရာဝန်ရှိသူသွားတော့သူ့စီသွားတော့သူကစမ်းတက်ပြီးတော့ကျွန်တော်ဆေးထုတ်မယ်ဆေးအဲ့လိုပဲဆေးထုတ်ပြီးစီးတယ်တာအဲ့ဒီဒဏ်ရာမထအဲ့မှာပြက်လိုက်ပဲကြတော့ပြတ်တက်သွားမကြပါဘူးပြီးတဲ့တပတ်ကျော်တော့မတင်ငါတို့အဖအဲ့ဒါနည်းနည်းလာတင်းလာတာသူ့သွားပြတယ်သူအကြီးချေလိုက်တယ်ဦးကြတာမဟုတ်ဘူးအမှန်နဲ့လေပေါ့ငငယ်ကယောဂါငငယ်ကယောဂါလေလေကြတာကိုသူကဦးစိုးဘက်ကဆေးတက်ဆေးဝတ်တက်ဆိုတော့ဆေးရတဲ့ဘုရားအဲ့ဒီတည်းကိုကြောက်သွားဆယ်နိုင်လောက်ကြီး ရောက်တော့ဟိုကျတော့မဈေးဥမမပဲဆရာမလည်းမလာဘူးလုံးဝမလာဘူးနောက်တော့မှလာပြီးတော့ဈေးတုံးထိုးပြီးတော့ဟိုအားရဲ့ဆရာဝန်ကြီးကတောက်ကြနေမှလာမှာတောက်ကြနေပြန်လာပါဆိုတော့ကဲလူတဲ့နှစ်နိုင်သုံးနိုင်ကြောင့်မှတစ်ခါကားငါးပြန်အဲ့ဒီမှာတင်ပတ်စံရှိမယ်ကောဒါမင်းနဲ့ဟိုဟိုကလေးကိုလည်းဝန်တာပါလေဂျပန်မှာနေတဲ့ခန်းစားမိုးဝန်ကအဲ့ညာရုံးချင်းပတ်စံသုံးသိန်းပို့လိုက်လို့ဈေးဝင်သွားလို့ရတယ် နေမှုသွားလို့မရအဲ့ဒါကလေးပေးလို့အဲ့ဒီမဆေးဘူးသွားလို့ရတာစီကန်းသွားလို့ရနေမှုဆိုရင်အပမှတပြားမှလည်းမရှိဘဲနဲ့ပါဒုက္ခရောက်မှာဟန်စာမိုးဆိုရလဲသူ့ဖေနဲ့ညီကူလို့နေတာကလေးရလဲကိုသားသမီးလို့နေတာညီကူမောင်တော့တောင်းလို့ကလည်းမိသားစုပဲသူတို့မိသားစုကကိုစိန်မာရင်ကစပြီးသူတို့မိသားစုပဲအဲ့ဒါအဲ့သူ့ပေးလို့အဲ့ဒီကစစ်စစ်ခါတွေပဲအကုန်လုံးဟိုနေပြရတယ်နည်းနည်းထိုးရတာပေါ့လေပြရတာအဲ့ဒီမှာ ကိုလုံးလုတ်ပေးရတယ်ဆေးဦးကြတော့အဲ့မှာအရေးပေါ်တော့အရေးပေါ်ကနေပေါ့ကလေးမောနေဦးဆရာဝန်ကြီးမရှိဘူးခဏနေဦးတောက်ကြပြီးတော့မှသူကတောက်ကြနေမှလာပြောတယ်လေတောက်ကြနေတော့တော့လေဆရာကြီးနဲ့မတွေ့ခဲ့ရဘူးတွေ့ရပဲနဲ့အဲ့တက်40ကျော်ရှိတဲ့ဆရာစမ်းတက်ပြီးတော့ပုံဆောင်စမ်းတက်ပြီးတော့အဲ့စကားပြောလိုက်တာပဲခွဲရင်လည်းစိတ်မချဘူးမခွဲရင်လည်းစိတ်မချဘူးဆိုတော့အဲ့တော့တွားတော့ကတော့ဘယ်တော့မှတွားတော့ကတော့ခွဲမယ်စိတ်ထဲမှာ ်ဆရာဝန်ကြီးနဲ့ထိတ်တဲ့လူဆရာဝန်ကခွဲလို့ရတယ်ဆိုရင်ဘာခွဲလိုက်မှာတခါလဲသူကပြောတဲ့အစကားခွဲရင်လည်းစိတ်မချဘူးမခွဲရင်စိတ်မချဘူးဆိုတော့ကမခွဲတော့ဘူးဘာခွဲရင်ပြန်လာခဲ့ပါလဲဆရာဝန်ကမခွဲတော့ဘူးလို့သူကတော့မှားလိုက်စီလေဝမ်းချုပ်စီနဲ့ကြာကြာမထိုင်နဲ့အမ်းသိမ်းမချောင်းနဲ့သူကတော့ပြောတာပဲအဲ့သူပြောမိတယ်ကိုကတော့သူပြောတယ်တည်းမတုံ့ချဘောင်းမီလေးတော့အမြဲတမ်းဝတ်ထားပါဘောင်းမီဝတ်ထားတော့နည်းနည်းခံတာလေသူကြီး လေကြတာကိုတပါဦးကြမထင်လို့တော့ပြတာသူတို့ကခက်တာဘယ်ဆံဝဆန်းဆန်းဘယ်ဆံဝါလဲစန်တစန်တစီကုံတင်းနေဦးကြတယ်ပြောတာပဲဆရာကြီးကစီစိုးရင်တာလေစိုးရင်ပြောဦးကြတယ်ဆိုဟိုကစီကုံစီကုံမာနေဦးကြတာပဲအဘကလည်းခုနပြောလို့တေးချင်းចောင်းတရားတော့တမီးနေလာတာတက်ရှိစေပဲနော်တက်ရှိစေဆိုတဲ့အတွက်ကြောင့်တေးချင်းចောင်းတာတော့ရောက်ဆရာမရှိပါဘူး ။ဟုတ်လားဒီယောဂနဲ့တိမ်တိဒီယောဂမဟုတ်လည်းမသိဘူးသူရှည်ကျင်နဲ့ရှည်သွားမှာပြောလို့မရဘူး။ဒါမှမဟုတ်ခုနပြောလို့အိုရနာတေတာတော့ရှိတာပေါ့။လူတိုင်းမှာပဲရှိနေတာပဲအိုရနာတာ။ဒါအိုအိုရာတော့အသက်ယွန်းနေ80ဆိုအိုကြီးလေ။နာရမနာခြင်းဘူးကြီးရဲ့။နာရဟာကအမှန်တည်းပြောရင်လူတယောက်မိပါပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်နာနေပဲမိသားစုမှာကြာရှည်မခံနိုင်ဘူး။ဒါလေမခံနိုင်ဘူး။အဲ့ဒါကြီးတော့မခံစားကြဘူး။